အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးရန်အောင်ရေးသားထားတဲ့ဘသူမပြုမိမိမှုဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်ဘသူမပြုမိမိမှု ဘသူမပြုတ်မိမိမှုပါပဲကွာဤကဥဩပါဤလက်သုံးစကားဖြစ်သည်ဆိုင်းစရာဥဩပါသည်တောကဖြစ်စရာဒေါသဖြစ်စရာစိတ်မချမ်းသာစရာကြုံတိုင်းဘသူမပြုတ်မိမိမှုဟူသောကာရာကိုနာနာရုခာလောဘဒေါသမောဟတို့ကိုဖြည့်ဖြောက်မှုပေါင်းများလာလိမ့်မည်ဘသူမပြုတ်မိမိမှုဆိုတဲ့စကားဟာသွေးထွက်အောင်မှန်သည်တခုခုအကြောင်းကြောင်းကြောင်းစိတ်ဆိုးရတယ် ဒေါသထွက်ရတယ်တောကပွားရတယ်စိတ်မချမ်းမသာဖြစ်ရတယ်ဆိုတာဟာသူများက ပြုလို့စိတ်မချမ်းသာတာမဟုတ်ဘူးမိမိကိုယ်တိုင်ကပြုလို့မိမိကိုယ်တိုင်နှလုံးမသွင်းတတ်လို့မိမိကိုယ်တိုင်အမှန်တရားကိုစဉ်းစားတတ်ရင်စိတ်မချမ်းသာမှုတွေတောကတွေပိန်းချဘက်တွင်ရေမတင်တကယ်တော့ကင်းစင်ပြောင်းလဲသွားတော့တာပဲဤကဥရောပါပြောနေစစကားဖြစ်သည်ဥရောပါသည်သူပြောသလိုလဲစင်ကျင်နှလုံးသွင်းမှုကြောင့် ရောက်လာတွေ့ကြုံရသည့်တောကမှန်သမျှလွင့်စင်ပျောက်ကွင်းရသည်သာဖြစ်သည်။ဥဩပါသည်တောကပြောက်ရေးလက်တွေ့ဆေးကို စကားဆက်မိတိုင်းပြောပြရသည်မှအောက်ပါဖြစ်ရများပင်ဖြစ်သည်။ဒုတိယကဘာစစ်ကြီးပီဇာကဖြစ်၏။ဆိုင်းရီးစရာဥဩပါသည်မဂဇင်းတစ်တိုက်သို့စောင်းပါတစ်ပုဒ်ရေးသားပေးပို့ရာထိုဆောင်ပါသည်မဂဇင်း၌ပါလာသဖြင့်ဥဩပါဝမ်းမြောက်သွားသည်။ဆိုင်းရီးသူဟူသည်မိမိစာမူကိုထည့်သွင်းရိုက်နှင်း၍ ။စာဖတ်ပရိသတ်လက်သို့ရောက်ရှိဖတ်ကြည့်သောအခါဝမ်းမြောက်ခြင်းပီတိဖြစ်မြဲသည်။စာပါ၍ဝမ်းမြောက်ပြီးနောက်ငွေရ၍လည်းကျေနပ်ရပါ၏။အကြောင်းမူကားစာရေးဆရာတယောက်ဤနေရေးစာရေးအတွက်အရေးကြီးလာသည်မဟုတ်ပါလား။ဥောပါတိသူစာမူပါတိမဂဇင်းတိုက်တို့ငွေတောင်းခံရန်သွားလဲလွလွဲကူကူသွားရခြင်းမဟုတ်မော်တော်ကားဘတ်စ်အတန်းတန်စီက အပန်းတကြီးသွားရသည်မဂဇင်းတိုက်မှာ ရန်ကုန်မြို့တွင်းတွင်မဟုတ်မြို့ဤအပြင်ဘက်စင်ကြေဘုံရက်ွက်တွင်ဖြစ်သည်ဥရောပသည်မော်ဂျီပန်ဂျီလာခဲ့ရသဖြင့်အက်ဒီတာဤစပွဲအနည်းတွင်ထိုင်မိသောအခါရုတ်တရက်စကားမပြောနိုင်သည်ပဲဟော်ဟဲလိုက်၍နေသည်အက်ဒီတာသည်ဥရောပကိုကျင်နာသောအကြည့်မျိုးဖြင့်ကြည်နေ၏ထိုကျင်နာကြသည်ဥရောပ၏ငွေရမှုအတွက်အထောက်အကူဖြစ်လိမ့်မည်ဟုတွေးမိသောဥရောပမှဝန်တာ၍သွားလေသည်။စူဇန်ဆရာကြီးဘာကိစ္စ အက်ဒီတာကအတန်ပြက်ဖြင့်မေးလိုက်၏မေးနေစရာမလိုပါဘူးကွာဘာကိစ္စလာတယ်ဆိုတာမင်းတို့အသိသားပဲဥရောပါကမောဟိုက်တန်ဖြင့်ပြောလိုက်သည်ဩဆရာကြီးစာမိုးအတွက်ငွေလိုချင်လို့ထင်ပါရဲ့အေးဟုတ်တယ်မင်းထင်တဲ့အတိုင်းပဲဒီလိုရှိပါတယ်ဆရာကြီးဤစကားမျိုးဆလာကလေးကပေယုံမည်မဟုတ်ကြောင်းဥရောပါတေကစိတ်မောရွေသွားသည်ဘလို့ရှိတာလဲ ဟိုဦးဩဘာကမေးလိုက်၏လာဆန်းတော်အလုပ်သမားတွေကို ပေးစရာရှိပါတယ်ဒီတော့ဆရာကြီးကဆယ်ရက်နေလောမှလာပါခမညာဤစကားမျိုးသည်ဦးဩဘာအတွက်မဆန်းလှပေမဂဇင်းနိုင်များကဤစကားမျိုးပြောသည့်ကို မကြာခဏကြားပူပေါင်းများလှလိပြီငါဆောင်ပါအတွက်မင်းတို့ဘလောက်ပေးမှလဲဟိုဦးဩဘာကမေးလိုက်သည်ကျွန်တော်တို့မဂဇင်းကထုတ်စာဆိုတော့အချိန်မခိုင်းသေးဘူးခမညာ ဒီတော့ဆရာကြီးစာမှုအတွက်အစိတ်လောက်ပဲပြပြရစီအစိတ်ဆိုတော့မနှဲဘူးလားကွနည်းနည်းတော့နှဲပါရခင်ဗျာသို့ပေမဲ့ကျွန်တော်တို့ကိုအကူညီတဲ့အနေနဲ့ဒီလောက်ပဲယူဖို့တောင်းပန်ပါလေထားပါတော့လीဆာရေးဆရာဆိုတာမင်းတို့ပေးတဲ့ရွေးယူရတာပါပဲငါတခုတောင်းပန်ချင်တာကမင်းတို့တိုက်ကိုလာရတာဟာအချင်းကုံလူပင်မန်းဇေယျကုံဖြစ်လာတယ်ငွေကလေးကလည်းများတာမဟုတ်တော့အခုချက်ချင်းပဲပေးလိုက်ပါကွာ အကျဉ်းချင်းခါခါဒုက္ခမခံပြရစေနဲ့ဥရောပါကတောင်းမန်တူရှိုးပြူသည်ဒီခံမှာခမားတာကိုတော့ကျွန်တော်တောင်းမန်ပါတယ်လာဆန်း၁၀ရက်နေအတွင်းမှာတော့ဘယ်နည်းနဲ့မှမပြေးနိုင်ပါဘူး၁ရက်နေမှာဆရာကြီးလာခဲ့ပါကျွန်တော်ဆက်ဆက်ပြေးပါမယ်ဘယ်နည်းနဲ့မြပြော၍ရတော့မြင်မဟုတ်ကြောင်းသိတော့ဥရောပါသည်လက်မြောက်အရှုံးပေးရတော့သည်၁၁ရက်နေဘယ်ချိန်လာရမလဲဟိုဥရောပါကမေးလိုက်၏ နေ့လည်တနားရီလောက်လာပါကျွန်တော်ငွေအစင်သင်ထားပါမယ်ဆက်ဆက်တော့တကယ်ဟုတ်ပါတယ်ကျွန်တော်ဂရီမပြက်စေရပါဘူးဥဩပါကစိတ်ပြက်လက်လျှော့စွာဖြင့်ပင်နေပူကြီးတဲ့တွင်ချွေးတွှဲွှဲဖြင့်ပြန်ခဲ့ရသည်ချင်းဆိုသည့်၁၇ရက်နေ့တွင်ဥဩပါမှမဂဇင်းတိုက်သို့သွားရပြန်သည်ဆရာကြီးကိုကျွန်တော်ဒီနေ့ချိန်မိသလားဟိုအက်ဒီတာကစကားထူဆို၏ဟေးလုတ်ပြန်မလား မင်းချင်းထားလို့လာရတာများမင်းကမတိကျိုးချင်လုပ်နေပြန်ပြီဟိုဥဩဘာကမကျေနပ်တမ်းဖြင့်ပြောလိုက်သည်ကျွန်တော်မေ့နေလို့ပါခမညာတောင်းမှန်ပါလေဟိုအက်ဒီတာကမျက်နှာငယ်ကလေးဖြင့်ပြောသည်တောင်းမှန်နေဖို့မလိုပါဘူးကွာငွေကလေးအစိတ်ဟာများတာမဟုတ်ပါဘူးပေးလိုက်ရင်ဒီကိစ္စပြီးသွားတာပါပဲမလွယ်သေးလို့ပါခမညာတပတ်ခါတော့လာခဲ့ပါကျွန်တော်ဆက်ဆက်ပေးပါမယ်မင်းဆက်ဆက်ကလာပြန်မလားကွာ ဟိုဥောပါကရှုံမဲကပြောသည်ဒီတခါတော့တကယ်ဆက်ဆက်ပါခမညာမြည်သည့်နင်းနင်းမျှဤနေ့ရတော့မြင်မဟုတ်ကြောင်းဥောပါသဘောပေါက်တော်လျာစိတ်ပြက်လက်လျှော့လျက်ပြန်ဟန်ပြင်းတော့သည် ပြန်ကန်နေတွင်တပတ်ခါပဲချိန်လာရမှာလေဟိုဥောပါကမေး၏ခုလိုတနားရီလောက်ပါခမညာဒီတခါတော့မမေ့နဲ့နော်ထက်ခါထက်ခါဒုက္ခပေးရင်တော့မကောင်းဘူးကွာဥောပါကခက်ပြက်ပြက်ပြောကား မဂဇင်းတိုက်တွင်မှပြန်လည်ထွက်ခွာသွားလေသည်ချင်းဒီနေတွင်ဥောပါသည်မဂဇင်းတိုက်သို့ရောက်လာပြန်၏ကြည်ကံမျက်စိဖြင့်ဟိုသည်ကြည်ကအက်ဒီတာကောအက်ဒီတာကောဟိုအမောတကောမေးလိုက်သည်ကိစ္စရှိလို့ပြန်ထွက်သွားရခမဟိုလူငယ်တယောက်ကဖြေ၏အင်းချင်းထားတဲ့နေမိနေပြန်လို့လားချင်းထားနေမှန်းသိလို့တမင်ရှောင်းနေတာလားတခုခုတော့တခုခုပဲ ဥရောပကရင်းတို့ရေရွက်ခါအချိန်ကြာမြင့်စွာဆောင်းနေ၏ငွေကလေးအစိမ့်ရပါမယ်အကြောင်းသုံးခေါက်လောက်လာရတယ်နောက်ထပ်ဘယ်နှခေါက်လာရအောင်မယ်မသိဘူးလာရလို့ကုန်းတဲ့အချိန်တွေမှာစာသာရေးနေရရင် စာရီတော်တော်များများပြီးမှအေးတို့စာရေးဆရာတွေမှာစာရေးလို့ကုန်းတဲ့အချိန်ထက်စာရေးကတောင်းရတဲ့အချိန်က ပိုများနေပါပေါ့ကလားရှင်တို့ဥရောပကအချိန်တွေကိုနှမျောလာသည် မျောလင်းချက်မရှိသောငွေအတွက်အချိန်ကြာမြင့်စွာဆောင်ဆိုင်နေမည်အစားထိုချိန်တွင်စာရေးကထိုစာကိုလွယ်လွယ်ကူကူရသည့်တိုက်သူပေးလျင်ပို၍အကျိုးရှိမည်ဟုဥရောပတွက်ကင်းချမိသည် ထို့ကြောင့်ဥရောပသည်မဂဇင်းတိုင်းမှအိမ်သို့ပြန်ခဲ့သည်ဥရောပကသူ့တွက်ကင်းအတိုင်းစာရေးနေ၏ရှင်တို့ရေးရင်တွေ့မိပြန်သည်อืมဒီစာရေးပြီးတော့ချက်ချင်းငွေဖြစ်မှာမဟုတ်သေးဘူး မဂဇင်းတိုက်တိုက်ကို သွားပို့ရမယ်။ကြိုက်မကြိုက်သေးဖို့အခေါပေါင်းများစွာသွားရမယ်။ကြိုက်ပြန်ပြီဆိုတော့ထည့်ဖို့သွားပြောရအောင်မယ်။ထည့်ပြီးပြန်တော့လဲငွေသွားတောင်းရအောင်မှာပဲ။ဒီတော့ခုရေးနေတဲ့စာက ဆိုင်ရှင်နဲ့တူတယ်။မဂဇင်းနဲ့ပါပြီလို့တောင်းရမယ်ငွေကဆိုင်သေးနဲ့တူတယ်။ပို့သေးကြတယ်။ဒီတော့ငါဟာဆိုင်သေးကိုပြစ်ပြီးဆိုင်ရှင်ကိုလိုက်နေတယ်လို့ဖြစ်နေတယ်။ဒါကြောင့်မဂဇင်းနဲ့ပါပြီစမှုအတွက် ငွေသွားတောင်းရတာကငွေရဖို့ပိုပြီးနှိစက်ပါသေးတယ်လေ။ဥရောပသည်ဤသို့တွေးကအခါခါချင်းတော်လဲမရခဲ့သည့်တိုက်သူပင်ခြေဦးလှည့်ပြန်သည်။ကံအားလျော်စွာပင်အက်ဒီဂျာနှင့်တွေ့၏။ဟိုတနေ့ကမင်းချင်းလိုလာတာမင်းနဲ့မတွေ့ဘူး။ဟိုဥရောပကပြောလိုက်သည်။ဟုတ်ပါတယ်ခမညာကျွန်တော်ကအရေးကြီးတဲ့ကိစ္စရှိလို့အပြင်ထွက်သွားနေရပါတယ်။ဟိုအက်ဒီတာကတောင်းမှန်တန်ဖြင့်ပြော၏။ပြီးတာပြီးပါစေတော့လေ။ ကဲအခုလာပြီကွာဟုတ်ကဲ့ဒီကနေ့တော့မလွယ်သေးပါဘူးမနေ့ပြန်တော့လာခဲ့ပါခင်ဗျာကျွန်တော်ဆက်ဆက်ပေးပါမယ်လာပြန်မလားကွာဆက်ဆက်ဟိုဦးဩဘာကမယုံကြည်သောလေတန်းဖြင့်ပြောလိုက်သည်ဒီတခါတော့တကယ်ပဲဆက်ဆက်ပေးပါမယ်ခင်ဗျာမနေ့ပြန်ဘန်တိုက်မှာငွေထုတ်เสียရှိပါတယ်ဘန်တိုက်ကငွေထုတ်ပြီးဆရာကိုလည်းဆက်ဆက်ပေးပါမယ်ဟေးဦးဩဘာကအံ့ဩသံဖြင့်ပြောလိုက်သည် ဖန်တိုက်မှာငွေရှိရင်လဲကွာငါကိုချက်ကလေးရေးပေးလိုက်ရင်အပိဒါနဲ့များငါအများမကြမကြဒုက္ခများနေရပါကလားနှက်ဖြန်တော့ရမှာပေါ့ခမညာနှက်ဖြန်တွင်ဆက်ဆက်ရတော့မည်ဖြစ်သည့်အတွက်ဥောပါဝန်သာသွားသည်အရင်ကဒုက္ခများခဲ့သည်ကိုလည်းမပြောက်သလိုဖြစ်သွားသည်ထို့ကြောင့်ကြည်ကြည်နက်နက်ပင်ပြန်ခဲ့ပြန်သည်နောက်နေ့တွင်ဥောပါပြန်လာပြန်သည်အဒီဒါရေခဲနေသောဥောပါဝင်မိသည်နှင့်တပြိုင်နက် မျက်လုံးများပြိုကာရင်ဆိုသွား၏ဟေးမင်းတို့အက်ဒီတာဘမလည်းဘဲသွားလေဟိုဥဩပါကမော်ဂျီပန်ဂျီမေးလိုက်သည် ရိုက်ပြီးသားစာဖောင်တွေကိုမျိုးရဲကစာချုပ်ချုပ်ဆိုင်ပို့ဖို့လော်လီပေါ်တင်းနေတဲ့ခမရဟိုအလုသမားတယောက်ကပြောမှာဥဩပါမှာအပူလုံးကြီးကျသွားကအက်ဒီတာထံသို့လာခဲ့သည်ဆရာကြီးလာတာနဲ့အတော်ပဲကဲမော်တော်ကားပေါ်တက်ကျွန်တော်မျိုးရဲသွားမလို့ မြို့ထဲကြတော့ဘန်ကနေငွေထုတ်ပြီးဆရာကြီးကိုလည်းပေးပါမယ်။ဥရောပသည်ဝန်တာအားရဖြင့် မော်တော်ကားပေါ်သို့တက်၏။မော်တော်ကားပေါ်တွင်ရိုက်ပြီးစာဖောင်များတောင်ပုံရာပုံစုပုံတင်ထားလျာထိုစာရွက်ပုံကြီးများ၏အကြားတွင်ဥရောပထိုင်၍လိုက်ပါလာခဲ့ရသည်။အက်ဒီတာကကား၏ရှေ့ကန်ဒရိုင်ဘာ၏အနီးတွင် ထိုင်၍လိုက်သည်။လော်ရီကားသည်ရန်ကုန်မြို့တွင်သို့မောင်းနှင်ခဲ့ရာလမ်းတွင်လည်းဟိုနေရာဒီနေရာမကြာခဏရပ်သည်။ နောက်ဆုံးတွင်32လမ်းသို့ရောက်သဖြင့်ကားပေါ်မှစာဖောင်များချမြည်ပြုသောအခါဥရောပသည်ကားပေါ်မှဆင်း၏ဥရောပသည်ကား၏အရှိပိုင်းသို့လာကာအက်ဒီတာကိုကြည့်၏မမြင်တွေ့ရချေမင်းတို့အက်ဒီတာကောဟိဟိုဒရိုင်ဗာကိုမေးလိုက်သည်လမ်းမှာဆင်းနေရခဲ့တယ်ခမထိုစကားကိုကြားလိုက်ရသောဥရောပမှာတတိလက်တလို့ဖြစ်သွား၏ဒေါသအထွက်ကြီးထွက်ခါတကိုယ်လုံးတုန်နေ၏ ဒေါသရဲ့အစွမ်းကြောင့်တရင်လုံးပူလောင်ကအယုသဖွဲဖြစ်နေသည်တတငါ့ကိုစော်ကားတာခယူးမဆိုင်လောက်တာတမင်ခေါ်ပြီးဒုက္ခပေးတာရှင်တို့ဥောပါတွေ့ရင်မိဖြင့်ရှုမြိုက်ခြင်းကိုခံရသလိုလူရောစိတ်ပါပူလောင်နေတော်သည်အက်ဒီတာကို တွေ့အောင်ရှာက ထိုးကြိတ်တပ်ပုတ်ခြင်းနေသည် ရစရာမရှိအောင်ဆဲဆိုခြင်းဤနှစ်ပြားမတန်အောင်ပုတ်ခတ်ခြင်းဤသို့သော အဒီဒါအေးအစာနာကိုမြမတွေ့ရသည့်အတွက်ပို၍ဒေါသထွက် ပို၍မကြည်မနှက်ဖြစ်ခါဥရောပါမှာဒေါသမီလောင်မြိုင်ချင်းခံရလေတော့သည်ဥရောပါသည်လမ်းလေတွင်အယူကြီးပမာရန်နေ၏မော်တော်ကားများသည်ဥရောပါကိုပုတ်ကားတီကမောင်းသွားကြသည် အချို့ဒရိုင်ဘာများကဥရောပါကို အောင်းကောင်းကြ၏ဥရောပါကကြောက်ရွံ့သဖွယ်မတုံမလှုံအမလီရှင်ပူလိုက်တာနော်တဲ့ကြီးတဲ့ဒုက္ခပါလား ဥရောပသည်သူ့ဝေဒနာကိုတွေ့ရင် မချီမဆန်ခံနေရ၏။ယင်ပူပျောက်စေဒေါသမိငင်းရေးကို တွေ့တော်ကြံစားကြည့်မိသည်။အင်းငါဒေါသထွက်လွန်းလို့ငါဒေါသကငါကိုနှိပ်စက်နေတာပါကလား။ရှင်တို့တွေ့မိတဲ့နေ့တပြိုင်နက်အနှဲငယ်တက်သားသလိုဖြစ်သွား၏။နေပူပူလမ်းလေကောင်းမှရွှေကတိုက်ရိုက်တွင်ဝင်ခိုးလေသည်။ငါဒေါသကငါကိုနှိပ်စက်နေတာပါပဲလား။ဒီငွေကလေးအစိတ်ရတော့လေ ပိုပြီးချမ်းသာလာမှာမဟုတ်ပါဘူး။မရပဲမဲ့လေထမင်းငတ်သေးမဲ့ကိစ္စမဟုတ်ပါဘူး။ငွေကလေးအစိတ်အတွက်လောဘထွက်မိတယ်။လောဘကြောင့်ဒေါသဖြစ်ရတယ်။ဒေါသကြောင့်အပူမီးလောင်ရတာပဲ။ရှင်တို့တွေကအတော်ကလေး စိတ်အေးချမ်းသာဖြစ်သွားသည်။အင်းစိတ်ဆိုးစရာတွေကိုတွေးမယ်ဆိုရင်တော့စိတ်ဆိုးလို့ပြီးမှာမဟုတ်ဘူးသူတို့မှလည်းသူတို့ကိစ္စနဲ့သူတို့အကြောင်းမငြင်းညွတ်တာတွေရှိမှာပေါ့ လုပ်ငန်းကြီးတစ်ခုလုပ်တယ်ဆိုတာကုန်ကျစရိတ်တွေကအများသာငါလည်းငယ်စဉ်ကမဂဇင်းထုတ်ဖူးတာပဲရစရာဆိုတာကရကြံမှရတာကုန်စရာကတော့ခံမှန်းထားတာချက်ပုတ်ကုန်တာကြီးပဲငွေကြေးအဆင်မပြေဖြစ်နေလို့ပေးစရာငွေကလေးကိုမပေးနိုင်တာဖြစ်မှာပါပဲဥောပါသည်တွေးရင်တွေးရင်စိတ်ပြေလာသည် စိတ်ပြေသည်နှင့်အမျှစိတ်ရောလိုပါအေးချမ်းလာသည်อืม ောစောကလို့သာငါဒေါသမီးတလျှောက်ထဲလောင်းနေရရင်တေမလားယူမလားတခုခုပဲဒေါသဆိုတာတခြားကလာတာမဟုတ်ပါဘူးကိုယ်စိတ်ထဲကကိုကိုရဲကလာတာပါသူတပားကိုအပြစ်တင်နေမှုကြောင့်စိတ်ဆိုးတာဒေါသထွက်တာอืมဘသူမပြုတ်မိမိမှုဆိုတာတဲမှန်ပါလားနော်ရှင်တို့ဥောပါတွေ့ရင်တရားတစ်ပုဒ်ကိုရွတ်ဆိုမိသည်ကာယတမောဝေရီနာမနတ္တိ ကာယတမော ကိုနှင့်တူသော ဝေရီနာမယံသူသည်နှစ်ထိမရှိဥောပါသည် သူတစ်ပါးကိုအပြစ်မတင်သူကိုယ်သူ အပြစ်တင်လိုက်သောအခါတွင်ဒေါသဟူသည်မပြောက်ခါရေစင်ဖြင့်တွန်းလောင်းလိုက်သလိုစိတ်ရောလူပါအေးချမ်းသွားသည်နောက်နေ့တွင်ဥောပါသည်ဒေါသကင်းမဲ့လျက်ပြုံးငါရွှင်ငါဖြင့်မဂဇင်းတိုက်သို့သွား၏အေးငွေကလေးများလွယ်ရင်ပေးကြကွာ မလွယ်ရင်လည်းနောက်မှပေးတာပေါ့ အဒီတာက အလွယ်တကူငွေထုတ်ပေးရင်ပြော၏ဆရာကြီးတွားရလာရတာက ပင်မန်းလုံးဝကြည့်လို့အစိတ်မဟုတ်တော့ပဲငွေ90ပေးပါရခင်ဗျာဥရောပါကမိမိစေရနာအတိုင်းအကျိုးပေးချေပြီတကား တနေ့တော့ညနေချမ်းတွင်ဖြစ်သည်ဥရောပသည်ဘိုးချုပ်လန်တျောက်အရှိဘက်မှအနောက်ဘက်သို့ရှောက်လာခဲ့၏စုလီဖျားလန်းကိုဖျက်ကျော်ခဲ့ပြီးနောက်32လန်းအလွန်ဘိုးချုပ်လန်းပေါ်တွင်ရှုပ်ရှက်ခတ်၍နေသည်ဥရောပကစာရေးဆရာပြပြတွေးတော်စိတ်ကူးလာသည် ရှင်တို့စိတ်ကူးရင်ငေးမောရှောက်လာရာ လူတယောက်နှင့်ဝင်တို့မိ၏ငါမသာထိုတိုးမိသူကဥရောပကိုမြှောက်နေကြည့်ဖြင့်ကြည်ကား ရက်ကျော်ရွာကျော်အော်ဟစ်ဆဲရေးလိုက်သည်ပီပီတာတာတစ်တစ်ခွားခွားဆုံဆုံလင်းလင်းဆဲခြင်းဖြစ်သည် စားရဲတွင်အဆုံလင်းပေါ်ပြ၍မကောင်းသောကြောင့်ရိုင်းလွန်သောစကလုံးတစ်လုံးကိုတက်ချေခဲ့ပြထားရခြင်းဖြစ်သည်ဥောပါသည်တစ်တစ်ခွားခွားကြီးဆဲဆိုသံကိုကြားရသဖြင့်ဆဲသူကိုကြည်လိုက်သည်စေသူသည်ဥောပါကိုဒေါသမိတဝင်းဝင်းတောက်သောမျက်လုံးကြီးများဖြင့်ကြည်နေယုံသားမကဥောပါကိုထိုးမြေကြိတ်မြေဟန်ပြင်းနေသည် ဦးဝါပါကဆဲသူကိုကြည်ရင်ဆဲသူထက်ပင်ဒေါသထွက်လာသည်ဆဲရသူကဤမြ်ဒေါသထွက်လျင်အဆဲခံရသူဦးဝါပါမှာထိုထက်ဒေါသဖြစ်မည်မှာသိကြသည်ဦးဝါပါကဖြုံးကနေဒေါသအလွန်ထွက်တတ်သူဖြစ်သည် ဖြုံးကနေထွက်သောဒေါသအစွမ်းကြောင့်ပါနာကိုပင် ရိုက်နှက်ခဲ့ဘူးသူဖြစ်သည်ဦးဝါပါဤတသက်တာတွင်ဤချင်းသည်ဒေါသအထွက်ဆုံးဟုလည်းထင်သည် ဆဲသူနှင့်ဥရောပတို့တယောက်ကိုတယောက်ကြားနှကောင်မှန်ဖီသလိုကြည်နေကြသည်။နှစ်ယောက်သော သူတို့၏မျက်စိနှစ်စုံသည်ဒေါသမိဝင်ဝင်တောက်ထွက်ပေါ်နေသည်ယောင်ထင်ရသည်။အတန်ကြာလျင်ဆဲသူသည်ခြေလမ်းမမှန်ကိုဟန်ရင်းရိုင်မထိန်နိုင်ပေလေးခွက်တိုင်းနှင်းသလိုနင်း၍သွားသည်။ထိုသူ၏နောက်မှဥရောပလာ၍သွားသည်။ထိုသူကအရက်အလွန်ကြုံမူနေသူဖြစ်သည်။ လူလေးတည်နေရာတွင်ဥောပါသည်ထိုသူအားထိုးမြေကျိတ်မြေတက်ဖြက်မြေဟူကြံမိသည်ရှင်းသူကြံမိသောဥောပါကဒေါသအစွမ်းကြောင့်တကိုယ်လုံးပူလောင်မြိုင်နေသည်အင်းငါစိတ်တဲပူလာပါလားရှင်ထဲမှာမိတောက်နေသလိုပဲရှင်သူဥောပါတွေးမိသည်နှင့်တပြိုင်နက်အပူပြောင်းနေနေတည်းရီကိုကြံမိ၏ဒီလူအရက်မူးနေတာပဲအရက်မူးလို့ဆဲတာလူကဆဲတာမဟုတ်ဘူး အရက်ကဆဲတာမူးတဲ့လူနဲ့ယူးတဲ့လူဟာအတူတူပဲငါဟာအယူးကိုအကောင်းထင်ပြီးအယူးနဲ့ဖတ်မိုက်နေတာပဲဆဲတယ်ဆိုတာလေပဲအသားနာတာကျင်တာလည်းမဟုတ် မခံကျင်စိတ်ဒေါသစိတ်ကြောင့်ကြိတ်မနိုင်ခဲမရဖြစ်ပြီးတောကရောက်နေရတာပဲဒီတောကဟာစင်စစ်တော်သူ့ပြစ်မဟုတ်ပါဘူးငါပြစ်ငါတင်းခံနိုင်လို့ဒေါသမချုပ်တီးလို့အယူးကိုလူကောင်းထင်နေလို့ငါတောကရောက်ရတာဘသူမပြုတ်မိမိမှုဆိုတာဒါပဲ။ ဘသူမှငှရန်သူမဟုတ်ဘူးငါသာလျှင်ငှရန်သူပဲရှင်တို့ဥရောပတွေ့ရင်ဒေါသနဲ့ပါသွားသည်ဒေါသနဲ့လျှင်စိတ်အပူနဲလာသည်ဆဲသူဤနောက်သို့လိုက်နေသည့်ခြေလမ်းများနှေးကနှေးကထိုသူနှင့် ဝေး၍ဝေး၍ကြံသည် နောက်ဆုံးတွင်ထိုသူသည် လူရှုပ်ရှုပ်ထဲတွင်ပျောက်ကွယ်သွားသည်ဥရောပသည်လည်းဒေါသပျောက်ရေးစိတ်နှီးကိုနှလုံးသွင်းရင်းစေရေးချမ်းသာဖြင့်ပြန်လှည့်ခဲ့သည် ဥောပါငယ်စဉ်အခါမောင်ဩပါဘွားကဖြစ်သည် ထိုစဉ်ကမောင်ဩပါ၏အသက်မှာ20ကျော်ကလေးမျှသာဖြစ်သည်မောင်ဩပါသည် ကြီးမြင့်နိုင်စံတန်းတွင်နေရာတနေ့တွင် စာပေသမားမိမချောကလေးတယောက်နှင့်ချစ်ခင်ကျွမ်းဝင်ကြသည်ငယ်ရွယ်သူချင်းတန်ရုံးစဉ်ပြင်ကြသည်ဆွဲလန်းမှုအားကြီးကြသည် မခွဲနိုင်မခွာရဲဖြစ်ကြသည်သို့သောမိန်းကလေး၏ဖြစ်ချောင်းကုံစင်ကို လုံးဝအုပ်သုံးသိရသောအခါတွင် မောင်ဩပါရင်ကျိုးတော်သည်တောကတောင်နှင့်ပုံတော်သည်ပရိဒေဝမိအလောင်းကြီးလောင်းတော်သည်မိန်ကလေးဤဖြစ်ချောင်းကုံစင်ကဤတို့သည်မိန်ကလေးဤမိဘနှစ်ပါးမှမိန်ကလေးငယ်စဉ်ကကွယ်လွန်သွားကြသဖြင့်လူချမ်းသာတယောက်ကခေါငယ်မွေးစားသည်မိန်ကလေးအရွယ်ရောက်လာသောအခါထိုမွေးစားဖခင်သည်တစ်တလုံးမွေးခဲ့သည့်ချက်ကိုတမနက်ဖြင့်တတ်စားသည်ဟူသောစကားပမာမိန်ကလေးကိုမယားဖြင့်တင်ပိုင်လိုက်သည် မောပါနေသည့်အိမ်နှင့်မျက်နှာချင်းဆိုင်ဖြစ်ရာတယောက်နှင့်တယောက်မြင်ကြပါများသောအခါမိန်းကလေးနှင့်မောင်ဩပါချစ်ခင်ဆုံးမကြသည်မိန်းကလေးကသူ့ဖြစ်တဲ့နှစ်မှန်ကိုမပြောပြဘဲအတူနေလူကြီးမှသူ့ပါကြီးတော်သည်ဟုပြောသည်မောင်ဩပါကလည်းမိန်းကလေးပြောသည့်အတိုင်းပင်ယုံကြည်သည်ပါကြီးဆိုသူ၏အလစ်တွင် မောင်ဩပါသည်မိန်းကလေးအိမ်သို့သွားကမိန်းကလေးနှင့်တွေ့ဆုံသည်မိန်းကလေးကလည်းမောင်ဩပါ၏အိမ်သို့လာက ချစ်ကြကျင်ကြထွေရောရှက်တင်နေကြသည်ဒီနေ့တွင်မိန်းကလေးသည် မောဘာအိမ်သို့လာကအိတ်ခဲထဲတွင်နှစ်ယောက်သားချစ်စကားပြောကြသည်ကျင်နာသမှုပြုကြသည်မခွဲနိုင်မခွာရဲ့ဖြစ်နေကြသည်လူငယ်တို့ဘာဝချစ်ခီးလွန်ကြသည်ထိုခိုက်တစ်ဖက်သောအိမ်မှအော်ဟစ်ခေါ်တန်ကြားကြရသည်နှစ်ယောက်သားမြက်ကလေးဆံပြဖြစ်ခါအိတ်ခန်းထဲမှ ပြေးထွက်ခဲ့ကြသည်ခေါနေသူကမိန်းကလေး၏ဘာကြီးဆိုသူသည် မိန်ကလေးသည်ဘာကြီးခေါ်သည်ကိုမတော်ဝင်ကြောက်ရွံ့တုန်လှုပ်ခါမောင်ဩဘာကိုဖတ်ထားသည်မိန်ကလေးကမျက်ရည်တွေအိုင်လျက်မောင်ဩဘာမှလည်းမျက်ရည်တွေပြည်လျက်ထိုခိုက်ဘာကြီးဆိုသူသည်ဒေါသတကြီးဖြင့်မောင်ဩဘာ၏အိမ်ပေါ်သို့တက်လာကမိန်ကလေးကို အတင်းဆွဲခေါ်သည်ခေါ်ယုံသာမကနှုတ်ကလည်းပြောသေးသည်ဟေ့ကောင်ဒါငါမရနေမရခိုးမှုနဲ့ထောင်ကျသွားမယ်သိလားမမျော်လင့်သောစကားကို ကြားလိုက်ရသောမောင်ဩဘာမှာ ဥကောင်းတွင်မိုးကြိုးကြသလိုထိတ်လန့်တုန်လှုပ်ခြင်း၊နာကြည်ခြင်း၊ပြင်းစွာဖြစ်လျက်ခဏမျှသတိလစ်သွားသည်။ထိုခိုက်တွင် လူကြီးသည် မင်းကလေးကို တင်းဆွဲကာသူ့အိမ်ဘက်သို့ခေါ်သွား၏။မောင်ဩဘာသတိပြန်လဲလာသောအခါတွင်ကမင်းကလေးကိုမမြင်မတွေ့ရတော့မင်းကလေး၏အိမ်ဘက်သို့လှမ်းမြော်ကြည့်ရှုလိုက်သောအခါတွင်လည်းမောင်ဩဘာလှမ်းကြည့်မြင်သာသည့်တကပေါက်မှန်သမျှပိတ်ထားသည်ကို တွေ့ရသည်။ထို့ကြောင့်မောင်ဩဘာမှယဉ်ကျေးရတော်သည် တောကတောင်နှင့်ပုံတော်သည်ပရိဒေဝမိအလောင်ကြီးလောင်တော်သည်မောင်ဩဘာကအယူသဖွဲဖြစ်လာချေပြီဒါငါမယားဟူသောစကားကို နားထဲတွင်ထက်ခါထက်ခါကြားရောက်နေ၏ထိုစကားကိုကြားရောက်မိတိုင်းမောင်ဩဘာ၏ယင်ဝကိုထက်လှစွာသောလှန်ကြီးဖြင့်ထိုးကထိုးကဆွတ်သလိုဖြစ်တော်သည် မောင်ဩဘာတကယ်ပင်ယူချေပြီသူ၏ထက်တွင်ဟိုပြေးဒီပြေး လူးလာခက်၍နေသည် ထိုင်နေ၍မရထနေ၍မဖြစ် လှုပ်လှုပ်ရှားရှားပြို့ကခွေးကလေးပြပူကြသည်နှင့်ထွန်းထွန်းလူရွေနေသည် အထူးသဖြင့်ကညချိန်သို့ရောက်သောအခါမောင်ဩဘာဤတော့ကမှဒီဂရီအမြင့်ဆုံးသို့တက်လာတော်သည် မောင်ဩဘာသည်မိန်းကလေးနှင့်ညချိန်တွင်လည်းတွေ့ဘူးသည်ရှင်သည်ညချိန်တွင်မိန်းကလေးကိုပွေကားဖက်ကားအချစ်ကြီးချစ်ခဲ့ကြသည်ယခုမူကားမိမိဤကိုစားဟိုလူကြီးရောက်၍နေပါပေါကလားဟု မောင်ဩဘာတွေးမိသောအခါ တရင်လုံးကိုမီးပြင်းထိုးသလိုပူလောင်လျက်မခံမရနိုင်သော ဝေဒနာကိုခံစားနေရတော့သည် မောင်ဩဘာသည် မင်းကလေးအိမ်ကိုလှမ်း၍ကြည့်၏တကားများအလုံးချုံပိတ်ထားသည်ကိုတွေ့ရသည်သို့သောမှန်တကားမှမီးရောင်ကလေးလင်းလင်းကိုကမြင်ရသည် မောင်ဩဘာသည် ထိုမီးရောင်ကလေးကိုမြေတောင်မခက်ကြည့်ရင် မင်းကလေးနှင့်ချစ်ခဲ့ကြိုက်ခဲ့ဖြစ်ပျက်ခဲ့သည်များကိုပြန်လည်တွေ့တော်နေမိသည် ထိုလူကြီးကကျိန်မောင်းကအတင်းဆွဲခေါ်သွားသည်ကိုလည်းမြင်အောင်လာသည်ယခုလိုအကာလညချိန်တွင်ထိုလူကြီးနှင့်မင်းကလေးတို့ဘလို့ဖြစ်ပြက်စခန်းသွားနေကြမည်ကိုလည်းတွေးမိက မောင်းောပါဤစိတ်ရောကိုပါမိဟုံဟုံတောက်လောင်နေတော့သည်ရှင်းတို့သော စိတ်သောကပူပန်မှုကိုအပြင်းထန်ဆုံးခံစားနေရသောမောင်းောပါသည်အပူအေးရအေးကြောင့်ရှာနေမိသည် ဝေဒနာမှတတရာတတကြောင့်ကို တွေးခေါ်မျှော်မြင်ကြည့်မိသည် စိတ်ပါပဲလေစိတ်စိတ်ရှင်တို့မောဘာတွေးကစိတ်ကပူတီကိုစိတ်ဖြင့်တည်လျက်စိတ်ကပင်အပူပျော်စေးကိုကြံတွေးနေကြစိတ်အပူတတသလိုဖြစ်လာသည်ရှင်တို့အနှဲငယ်စိတ်ရည်တရားရောင်ဖြစ်လာသောအခါတွေးနိုင်ကြံနိုင်ဝေဖန်နိုင်လာလေသည်သူတို့ချင်းအခုမှညားကြတာမဟုတ်ဘူးအရင်ကပဲညားနေကြတာငါကသာမသိလို့ဖြစ်မိပြက်မိတာတကယ်လို့ငါနဲ့သူကလေး တည်ကျွမ်းမှုရင်းနှီးမှုမရှိရင်သူတို့ဘလို့ပဲနေနေငါဘာမှဖြစ်မှာမဟုတ်ဘူးအခုတော့ငါတွေ့တာမှုကြောင့်ငါတန်ရောစင်ကြောင့်ငါပူပင်တော့ကရောက်နေတာတော့ကဆိုတာတခြားကလာတာမဟုတ်ဘူးငါကိုရင်းကငါတန်ရောစင်ကငါ့ကိုဒုက္ခပေးနေတာငါတန်ရောစင်ဖြတ်လိုက်ရင် ပူပန်မှုဒုက္ခတွေလည်းကင်းသွားမှာပဲမောင်ဝပါသည်ရင်းတို့တွေကမိန်ကလေးအိမ်ဘက်သို့မကြည့်ပဲနေသည်မိန်ကလေးအကြောင်းကိုမစင်စားမတွေ့တော့ပဲနေလေသည် ်သို့သောမောင်ဩဘာစိတ်သည်မိန်ကလေးထံသို့ရောက်သွားသည်မိန်ကလေးကြောင့်ကိုစဉ်းစားမိသည်မိန်ကလေးနှင့်ဟိုလူကြီးမြည်တို့နေထိုင်ကြမည်မြည်တို့စကန်းသွားကြမည်ကိုစိတ်ထဲတွင်ထင်မြင်ပေါ်လာသည်ထိုအခါတောကမုံတိုင်းကြီးတိုက်ခတ်လာက ပူပင်ခြင်းလှိုင်းတဘို့ဤရိုက်ပုတ်ခြင်းကိုခံရပြန်သည်စိတ်စိတ်စိတ်ကြောင့်တောကရောက်ရတာဒီစိတ်ကိုနိုင်အောင်ထိမ့်မှ ရှင်တို့မောဘာတွေးက စိတ်ကိုနိုင်နေဤတည်းကိုကြံစီလှူဆောင်လေသည် မောဘာငယ်စဉ်က ဖုံးတော်ကြီးကျောင်းတွင်နေလျက်လောကီ လောကုတ္တရာစာပေများသင်ကြားခဲ့ရသည်ဗုဒ္ဓဘာသာစာပေတွင်စိတ်ကိုထိနေများပါသည် ထို့ကြောင့်မောဘာယခုတောကဖြစ်နေ gait တွင်ဗုဒ္ဓဘာသာနည်းဖြင့်စိတ်ကိုထိသည်ဤနည်းကထွက်သက်ဝင်သက်ကိုတိမှန်နည်းသည် မောဘာသည် မျက်စိကိုမှိတ်ခါ ထွက်သက်ဝင်သက်ကိုစူးစိုက်အာယုံပြုနေ၏ယင်းတို့တိမှန်အာယုံပြုနေစဉ်စိတ်လွင့်သွားကပြင်းပြင်းရှူထုတ်သည် စိတ်ကိုထိန်းနိုင်သောမောင်ဩဘာသည်ဘယ်ကိုမျှစိတ်မရောက်သဖြင့်မင်းကလေးချောင်းကို တွေးမှုကြံမှုမပြုယင်းတို့မတွေးမကြံလေသောကြောင့်မင်းကလေးအတွက် ပူပန်မှုကြောင်းကြမှုကင်းရလေတော့သည်ယင်းနေဥဩဘာကတောကကင်းဝေးစွာ နေနိုင်ပြီမောင်ဩဘာဘွားက၎င်း ကိုဩဘာဘွားက၎င်းဥဩဘာဘွားတွင်၎င်းအထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်းလောဘကြောင့်ပူခဲ့ရသည်ဒေါသကြောင့်ပန်းခဲ့ရသည်မောဟကြောင့်ဆွေးခဲ့ရသည် ရှင်သူပူပန်မှုပင်ပန်းမှုဆွေးမြေ့မှုတို့သည် တခြားကလာခြင်းမဟုတ်မိမိစိတ်ကလာခြင်းဖြစ်ကြောင်းဥောဘာကောင်းကောင်းကြီးသိရှိသဘောပေါက်ချေပြီးဘသူမပြုမိမိမှုဟူသည်ကိုကြည်ကြည်နက်နက်နားလဲပြီးမိမိသာလျှင်အကြီးဆုံးရန်သူဖြစ်ကြောင်း ညံထင်စင်ကြယ်နိုင်ပေပြီ ထိုဘသူမပြုမိမိမှုတရားဖြင့်ဥောပါသည်တောကခတ်သိင်းကင်းငိမ့်ပြောင်းလွှဲအောင်ကုစားလေတော်တည်း နိုဝင်ဘာ1965နာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာပြန်ဆောင်ကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။